စ်စွာသောမိဘပြည်သူပေါင်းစိတ်အချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမပြည်သူစပီကာနေပြီးတော့ကျွန်တော်တို့ညီကိုတုံးအောင်ကနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်တို့ပြောပြောနေတဲ့စကားတွေပါပဲဟုတ်ကဲ့အစိုးရကိုလည်းမြင်တွေ့ပြီးသွားပါပြီ나ကြီးစရာတွေကိုလည်းရင်ဆိုင်ခံစားခဲ့ပြီးသွားပါပြီဟုတ်ကဲ့ဖိုးရှိရာမှုံဝါးဝါးမြင်နေရတဲ့အရာကိုကျွန်တော်တို့တွေလှမ်းမြော်ငေးကြည့်နေမယ်အစားကျွန်တော်တို့ရဲ့လက်တကမ်းမှာရှိတဲ့အရာကိုပိုင်ပိုင်နိုင်နိုင်စုပ်ကင်နိုင်ဖို့ပါအရေးကြီးပါတယ် မှန်တယ်ကိုမှန်တယ်ကျွန်စုံနန်နေတဲ့အမှုပညာသမားတချို့ကြောင့်ကျွန်တော်မြန်မာနိုင်ငံကြီးဟာယနေ့အချိန်ထိပြည်သူပြည်သားအလုံးဟာလွတ်လပ်စွာသွားလာခွင့်လွတ်လပ်စွာနေထိုင်ခွင့်လွတ်လပ်စွာပြောဆိုခွင့်တွေပိတ်ပင်ခံရတာပါအရင်တော့ကျွန်တော်တို့ပြောပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့အမှုပညာသမားပါပဲတချို့လူတွေကကျွန်တော်တို့ပြောကြတယ်မင်းတို့တွေကဖက်ခွက်စားဖက်ခွက်စားလို့ပြောရင် ကျွန်တော်အသေးခိုက်အောင်ကျွန်တော်နာခဲ့ပါလေဟုတ်ကဲ့ခင်ဗျာဒီလိုအချိန်မှာတော့ဖက်ခွက်စားလို့ပြောတဲ့လူတွေကိုကျွန်တော်တခုတော့တော့ကျွန်တော်ပြောပြခြင်းပါလေဟုတ်ကဲ့အဲ့ဒါပါလေဆိုဒီတဲ့စိုးတဲ့စကားရှိရင်ဒီတဲ့စိုးအောင်လို့ပြောပါလို့ကျွန်တော်ပြောခြင်းပါလေခွင့်ပြုလိုက်ပြီပေါ့ခွင့်ပြုလိုက်ပါအဲ့တဘောပြောတာအဲ့ဒါဘာကြောင့်လဲဆိုတော့တချို့လူတွေကပြောကြပါလေဟုတ်ကဲ့အမှုပညာသမားပေါ့နော်မြို့ပေါ်တွေမှာရှိတဲ့လူတွေကပြောကြပါလေနီးရသားကိုကြောက်ကြအောင်နီးရသားကိုကြောက်တာဟုတ်ပြီ နီးရဓာတ်ကိုကြောက်တယ်ဆိုရင်လည်းအေးအေးဆေးဆေးလေးနဲ့ပြည်သူတွေဘက်ကနေပြီးတော့ရက်တည်ပေးပါမမကျွန်တော်တို့ဆိုရင်တော့အရင်တော့ဆိုရင်ဒါကျွန်တော်တို့မကြိုက်တဲ့လူတွေကိုပဲဒါပြောဆိုပြီးတော့အဓိကထားပြောဆိုတာဖြစ်ပါတယ်ဟုတ်တယ်အခုဒီစကားတွေကတော့ကိုယ်အမှုပညာသမားချင်းချင်းလူများပြောရင်တော့ကိုရီးယားတခါတလေကြိုက်ရင်နားခင်မကြိုက်မကြိုက်ဘူးပေါ့နော်ကိုယ်အမှုပညာသမားချင်းပြောမှရမယ့်အရာတွေကတော့ပြောရတော့မှာဟုတ်ကဲ့ပါအခုကျွန်တော်တို့ဟိုအခုလက်ရှိဖြစ်ပေါ်နေတဲ့အမှုပညာသမားတွေက ပြောမှသိတယ်ထိမှနားတယ်သူတို့လည်းအရင်တော့ကလက်သုံးချောင်းထောင်ခဲ့တာပဲရဲရဲတောက်လက်ကုံးချောင်းထောင်ခဲ့တယ်ရဲရဲတောက်ရဲရဲတောက်ဆိုပြီးတော့အခုအသေးချောက်အောင်တောက်နေကြတဲ့လူတွေလည်းအများကြီးပါပဲဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ပါဘာပဲပြောပြောပြည်သူကျွေးတဲ့ဓမင်းကိုစားပြီးတော့ပြည်သူကိုစော်ကားနေတာတော့ကျွန်တော်တို့အသေးနာလို့မဆုံးပါဘူးဟုတ်ကဲ့ပါအကိုပြည်သူကိုစားကျွန်တော်တို့တို့တွေကပါဇက်အငားနဲ့ပြောနေရပါပဲချင်းနေတာတကူကတော့ ကျွန်တော်တို့ညီကို၃ယောက်နဲ့အတူတော်လန်အမှုပညာသမားတွေအားလုံးဟာပြည်သူရှေ့မှာမမမမတ်ရက်တည်ပါတယ်ပြည်သူငိုရင်ကျွန်တော်တို့ငိုပါတယ်ပြည်သူရင်ရည်ပါတယ်ပြည်သူဒီသာအခရာအရာရာကိုပြောင်းလဲနိုင်တယ်ဆိုတဲ့စကားအတိုင်းပဲပြည်သူကိုမစော်ကားကြပါနဲ့အခုပြည်သူကိုစော်ကားယုံနေမကဘူးကိုယ်အမှုပညာသမားအချင်းချင်းကိုကြောက်တုံးကြောက်ချနေကြပါလေမှန်ပါဗျအဲ့ဒါလေးတွေမလောက်ကြပါနဲ့လို့ကျွန်တော် ီအချိန်မှာကျွန်တော်မေတ္တာရက်မခံဘူးနော်မေတ္တာရက်မခံဘူးနော်အတိပေးတာမှန်ပါတယ်ကိုအတိပေးတာမင်းတို့လည်းအမှုပညာဓမ္မငါတို့လည်းအမှုပညာဓမ္မအမှုပညာဓမ္မဘသူကပို့စစ်လေပြည်သူကိုဘသူကပို့ချစ်လဲဆိုတာမင်းတို့ထမင်းစားပြီးကြီးတဲ့လူတွေမင်းတို့တွေးကြပါအခုဆိုရင်ကျွန်တော်တို့စိတ်မကောင်းပါဘူးကျွန်တော်တို့ရဲ့နောင်တော်ကြီးကိုမိုက်တီကျွန်တော်နဲ့ကိုမိုက်တီနေရအရန်ခင်ပါတယ်ဒါပေမဲ့ခင်ပါတယ် ကျွန်တော်တို့ကိုမိုင်ဒီလိုနဲ့တခါမှကားရိုက်ကျွန်တော်တို့မစုံခဲ့ပါဘူးအရန်ခင်ခဲ့တယ်ညီကိုတွေလိုနေခဲ့တယ်အပြင်မှာလည်းကျွန်တော်တို့ရည်ရမောရင်စရင်နောက်ရင်လည်းကျွန်တော်နေခဲ့တယ်ကိုမိုင်ဒီခမရမှာသူ့မှာယောဂါရှိတယ်နော်ဥမာကြီးကင်စာဟုတ်ကဲ့ဟုတ်ကဲ့ဥမာကြီးကင်စာရှိတယ်သူငါးငါးကနဲ့နော်သူထောင်ကျသွားတယ်အခုလူငယ်ချမ်းသာနဲ့ပြန်လွတ်လာတယ်အနုပညာသမားကအနုပညာသမားအချင်းချင်းကိုပြောတာအပြစ်လား ဟုတ်ပြီအနုပညာသမားဆိုတာဝေဖန်နဲ့လူကြီးမှာပြည်သူကပြည်သူကိုပြောတယ်ဆိုလဲထားအဲကိုအနုပညာသမားချင်းပြောတာပြောတဲ့လူကလည်းတကယ်တဘာရင်ဝိုင်းရင်လူတယောက်အနေနဲ့ तू နည်းနည်းပြောတာဟိုဒါဟိုလာပြီးတော့အခဲမကြေတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်တာကြီးကြတော့တော်တော်ဆူဆူဝေါ်ဝိုင်းသူ့ကိုဘသူကနေပြီးတော့ကြောက်ချလိုက်တာလေအနုပညာသမားချင်းကြီးကပဲကြောက်ချလိုက်တာကျွန်တော်သိတယ်တော့ကျွန်တော်ပြောရမယ်ဆိုရင်ပကိုးသားပကိုးသမိုင်းကိုရိုင်းအောင်လုပ်တဲ့ ကျွန်တော်နဲ့လေရွှေမကင်းမျိုးမကင်းပါပဲเนาะဒါပေမဲ့ကျွန်တော်တို့ကချီမမကောင်းချီမလက်မမကောင်းလက်မမကောင်းတဲ့သွေးကိုတော့ကျွန်တော်တို့ဖောက်ထုတ်ရတယ်ပကိုးသာเนาะလူချမ်းအောင်ခိုင်ကြောက်ချလိုက်တာလို့ကျွန်တော်တို့ကြားပြီးထားပါတယ်အဲ့လိုမျိုးပဲလူရှင်တော်အုံတိုင်းကိုလည်းဒီပြလူမဟုတ်ပါဘူးလူရှင်တော်အချင်းချင်းကကြောက်ချလိုက်တာခုနကခလေးတိရုပ်ဆောင် ကိုကျော်ဝင်းထုတ်ဝင်းထုတ်ကျွန်တော်ညီလိုပဲနေတာပါပဲကျွန်တော်စိတ်မကောင်းပါဘူးသူဒီလူပညာသမားအဆင့်တော့ခလေးတယောက်ဆောင်ကနေပြီးယနေ့အချိန်ထိမင်းသားနေရတန်းဝင်မင်းသားနေရမလဲရောက်ခဲ့တဲ့လူပြီးရင်သူကတော့ပဲသူဒီဘာမှတုံတုံဘာမှပြောခဲ့တာမဟုတ်ဘူးဟုတ်တယ်အခုဒါလေးကိုရေးလိုက်တာဒါလေးဆွဆွဲတာလက်သုံးချောင်းဒီကောင်တွေဆန္ဒပြတော့လည်းပါခဲ့တဲ့လူတွေဆိုအဲ့ဒီဆန္ဒပြခဲ့တဲ့ကောင်ကလူပညာသမားကြီးအများကြီးပဲလေအခုဟုတ်ပြီအခုပြောတဲ့လူတွေအကုန်လုံးဘောမနေတဲ့လူတွေအကုန်လုံးကရော လက်သုံးကြောင့်မထောင်ခဲ့ဘူးလားမင်းတို့တို့တွေနေတို့တို့လက်သုံးကြောင့်မထောင်ခဲ့ဘူးလားအေးဆက်ပြီးတော့ပြည်သူတွေကဒီကောင်နေဒီကောင်မတွေကိုဆက်ပြီးတော့ပြည်သူတွေကအားပေးနေမယ်ဆိုရင် အစိတ်ပင်ကိုရေလောင်းတာနဲ့အတူတူပဲရေမလောင်းတဲ့တော့အစိတ်ပင်ထဲမှာဒီကောင်နေဒီကောင်မတွေပါတယ်ကျွန်တော်တခါမှ ဒီကောင်တွေဒီကောင်မတွေမင်းတို့တွေကျွန်တော်တစ်ခါမှအဲ့လိုမျိုးရိုင်းရိုင်းပြပြကျွန်တော်မပြောခဲ့ဘူးကျွန်တော်စောင့်နေတော့မနိုင်ခဲ့ဘူးကျွန်တော်ရဲ့ channel တစ်ခုလုံးကိုကြည့်ပါစဲလဲမစဲခဲ့ဘူးစောင့်နေလဲမနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေ့တော့ကျွန်တော်ရင်နာတယ်ရင်နာလို့မဆုံးဘူးဝါးကိုဖြတ်တာဝမြဲတယ်လူကိုဖြတ်တာအရက်တယ်စကပုံတွေရှိပြီမဲလူလူချင်းကိုမနာလို့စိတ်နဲ့ဖြက်စီးတက်ဖြက်နေတာပဲသူ့ရဲ့ဘဝတစ်ခုလုံးကို ထောင်ထဲထားပြီးတော့ထောင်ထဲကိုသွင်းပြီးတော့စကလုံးတစ်လုံးကြောင့်ထောင်ကြအောင်လှုပ်ပြီးတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုရန်ချိုးဖျက်ဆီးလိုက်တာပဲဒါပေမဲ့နိုင်ငံရေးနဲ့ထောင်ကြွားတဲ့လူတွေအားလုံးတမိုင်းကြောင်းလှပါတယ်ထောင်ကြွားတဲ့လက်မထောင်ပြန်ထွက်လို့ရတယ်တမိုင်းကြောင်းလှပါတယ်ခိုးမှုနဲ့ထောင်ကြတာမဟုတ်ဘူးအခုလက်သုံးကြောင်းထောင်ပြီးတော့အမှုပညာသမားလူရွှင်တော်လုပ်နေတဲ့ နေရာကောင်းကြနေတဲ့လူတွေထောင်ကြတော့ကဘလို့ပုံစံနဲ့ထောင်ကြခဲ့တာလေကိုဖန်တီကိုပြန်စင်းစားပါဟုတ်ပါပြီကျွန်တော်တို့ဒီစီဇန်လေးမှာကျွန်တော်တို့ဒီနေ့ပြောရမယ့်စကားတွေကအများကြီးပါပဲအများကြီးရှိပါတယ်ကျွန်တော်တို့အများကြီးတွေကမှကျွန်တော်ဒီပိဥစ္စာကျွန်တော်မပြောပါဘူးဒါပဲကျွန်တော်တို့ကအနုပညာသမားအချင်းချင်းဘာဖြစ်လို့မိုက်ရိုင်းစော်ကားတာလဲပဲကျွန်တော်တို့နံပါတ်1ကျွန်တော်တို့ပြောသွားမှာဟုတ်အကိုရေကျွန်တော်တို့လည်းနားလဲပါတယ်အနုပညာသမားဆိုတာကတော့ ပြောရမယ်ဆိုရင်တော့ professional လှုပ်ရှားရဲဆိုတာအမှုပညာအလုံးနဲ့ပဲလှုပ်ရှားနေရတယ်ဆိုတော့ကျွန်တော်လည်းနားလဲပါတယ်ပေါ့နော်သို့ပြောလဲကျွန်တော်တို့ပေါ့အခုဖြစ်နေတယ်ကျွန်တော်ခစ်ကာလအခြေအနေနဲ့ကျွန်တော်ရဲ့အမှုပညာသမားတွေလည်းကျွန်တော်ပြောချင်ပါတယ်နော်မိမိတို့ဟိုစောင့်ဝင်နေရတဲ့လောက်တာကိုကျွန်တော်မပြောလို့ပါဘူးကျွန်တော်နားလဲပေးတယ်ဒါကတော့ကိုလည်းကိုလုံးနိုင်တာကိုကိုလုံးမယ်သူလည်းသူလုံးနိုင်တာကိုသူလုံးလုံးမယ်အခုလိုမျိုးကြီးကတော့အရန်ရုပ်ဆိုးတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်လူရှင်တော်အုံတိုင်းလေးဆိုရင်ကျွန်တော်အရန်သနာတာကျွန်တော်ဟုတ်ကဲ့ပါသူရိုးသားတယ်သူလည်းသူ ်ဟောစီးပွားရေးအတွက်သူကဆိုင်လေးဖွင့်ထားတယ်အဲ့ဒါဝန်ဆိုင်လေးဖွင့်ပြီးသူကယုံယုံငံလှုပ်ရှားနေတာကျွန်တော်လည်းသိတယ်ဒါပေမဲ့ကျွန်တော်လည်းတော့ဟိုလူချင်းတော်ဆိုပေမဲ့ကျွန်တော်တို့ဒါလက်ဘုံတတိတော့ကျွန်တော်လည်းတော့မခင်ပါဘူးမပေါင်းခဲ့တယ်ကျွန်တော်လည်းလည်းစကားတစ်ခါမှမပြောဘူးဒါပေမဲ့သူတင်ဆက်ပုံတင်ဆက်နီးလေးတွေလူပညာကိုဖန်နီးပုံဖန်နီးမဲ့မှုလေးတွေကျွန်တော်တို့အရန်ကြိုက်တာဟုတ်ကဲ့ပါကျွန်တော်တို့ဟိုလေးသားတွေမှတော့မပါပေမဲ့ကျွန်တော်ချစ်ရမယ်တွေမှပါတယ်ပါပါတယ်ပါပါတယ်ပါတယ်ဆိုတော့ လူကျွန်တော်အုံနိုင်တင်ပါဘူးနော်ဟိုဟိုဒိုင်တာကျွန်တော်တို့ရဲ့မြင်းစရာကြားစရာအကိုကိုမိုက်ဒီဟုတ်ကဲ့ကျွန်တော်စိတ်မကောင်းဘူးဘာလဲခမရစကားတခုံးကြောင့်ကိုမိုက်ဒီကိုထောင်ထဲမှာသေစေချင်တာလားခင်ဗျားတို့ကဘာလဲကြိုးတုပ်ပြီးတော့မှမိုက်လားမိုက်လားမင်းငေါ့ဘာလို့ရဲလဲလို့ပြောကျင်နေတာလားခင်ဗျားတမိုင်းမလှဘူးနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါလေးတွေပြင်ကိုကျွန်တော်တို့ဟိုကျွန်တိုင်ကြားရတဲ့အရာလေးတွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါအဲကိုပေါ်နေခင်ဗျားကိုကိုတိုင်ကြားရတဲ့ဥစ္စာလေးကိုလည်းတစ်ချက်တော့ ပြည်တွေတိအောင်ပြောပြပါအောင်ပြောပြပါမယ်နော်ဒါကတော့ဒီနေ့ကတော့ကျွန်တော်တို့ကဒါတိုင်ကြားစာလေးတွေဖတ်မဲ့ဟိုစပီကာဆိုတဲ့ကန္တာလေးမှာပေါ့နော်ဒါပရမောက်ကကျွန်တော်တို့ကဒီတရင်ကြီးကိုကျွန်တော်တို့ကလည်းအရန်ပြောခြင်းနေလို့ဒါကျွန်တော်ထိတ်ဆုံးကနေကျွန်တော်ကပြောရခြင်းဖြစ်တယ်။ဟုတ်ကဲ့ပါ။ဒီကကျတော့ကျွန်တော်ရှိကိုရောက်ရှိလာတဲ့ဆိုတော့တိုင်စားစာလေးတစ်ခုကိုကျွန်တော်ဖတ်ပြမယ်ပေါ့နော်။ဟုတ်။ဒါကတော့ကျွန်တော်တို့ဘာမှဖြစ်လာလဲဆိုကျွန်တော်ရန်ကုန်တိုင်းမှာပေါ့နော်။ရန်ကုန်တိုင်းနဲ့ကျွန်တော်တို့ဒဂုံမြို့တင်မြို့နယ်၄ခုမှာတဲ့ကျွန်တော်တို့ရဲနဲ့ကျွန်တော်အုပ်ချုပ်ရေးမှုတွေ ဒီကျွန်တော်မြေပွဲသားတွေပေါ့နော်အဲ့မြေပွဲသားတွေတချို့ပူးပေါင်းပြီးတော့ကျွန်တော်ဒီဂရံမြေပါမစ်အတုပြုတ်လို့ပြီးအင်ချမ်းမြေလိမ့်လိမ့်လေရောင်းချမှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်လာပြီးတော့တိုင်တားတာလေးရှိရပေါ့နော်ဒါလေးကိုကျွန်တော်မိဘပြည်သူများကျွန်တော်သိအောင်ကျွန်တော်ဖတ်ပြပေးမယ်တောမီလောင်တော့တောကြောင်လကမောင်းခတ်တာပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျအဲ့တော့ကျွန်တော်ဒီရန်ကုန်တိုင်းနဲ့ကျွန်တော်ဒဂုံမြို့တစ်မြို့နယ်၄ခုတွင်တဲ့အုပ်စုဖွဲ့ကဂရံမြေပါမစ်အတုပြုတ်လို့ပြီးရဲတပ်ဖွဲ့အုပ်ချုပ်ရေးမှုနဲ့အင်ချမ်းမြေပွဲစားတချို့ပူးပေါင်းတာတဲ့ အိမ်ချမ်းမြေလိမ်လည်းရောင်းချမှုများဖြစ်ဖြစ်ပွားလျက်ရှိကြောင်းငွေလိမ်ခံရသူများနှင့်အမှုလိုက်ရှိနေများထံမှစုံစမ်းသိရှိရလို့သိရပါဗျ။ဟုတ်ကဲ့ပါ။ပြီးတော့သူကဆက်ပြီးကျွန်တော်တို့ဘာပြောထားလဲဆိုရင်ဒီကျွန်တော်တို့ဒီတကုံမျိုးတည်စီ၄မျိုးနယ်ဆိုတော့ဘယ်မျိုးနယ်လေးလဲဆိုရင်တကုံမျိုးတည်စိတ်ကမ်းမျိုးနယ်တကုံမျိုးတည်တောင်ပိုင်းမျိုးနယ်တကုံမျိုးတည်မြောက်ပိုင်းမျိုးနယ်နဲ့တကုံမျိုးတည်အရှေ့ပိုင်းမျိုးနယ်တို့တွင်တဲ့အုပ်စုဖွဲ့ကခရံမြေပါမိအတုများပြုတ်လုပ်ပြီးအိမ်ချမ်းမြေများလိမ်လည်ရောင်းချပြီး ငွေချင်းများလိန်လည်နေကြောင်းထို့သောလိန်လည်ခံရနေမှုကိုလေရဲစခန်းကိုတွားရောက်တိုင်တန်းပါကပါမင်းအတုပြုလုပ်သူအဖွဲ့မှ၎င်းဝင်နှင့်ငားစများယင်းများတီတဲ့ပို့ပေးပြီးစာရက်စာတန်းကျွန်တော်တို့အတုတွေပြုလုပ်ကားတဲ့ရဲစခန်းတွင်ပြန်လည်အမှုဖွင့်ပြီးဖမ်းခိုင်းနေကြောင်းသိရပါတယ်တဲ့နော်ဒါလေးကကြာဗာလဲဆိုတော့ဟိုငွေလိန်ခံတဲ့လူတွေကတွားပြီးတော့ရဲစခန်းကိုသွားတိုင်နေ တွားတိုင်တဲ့အချိန်မှာရဲစခန်းကဘာလုပ်လဲဆိုရင်ဒီကျွန်တော်တို့ဒီဘက်ကလိန်တဲ့လူတွေကငွေအစမတန်ပေးတယ်ပေါ့ပေးပြီးတော့သူတို့ကဘာလုပ်လဲဆိုလာတိုင်တဲ့လူကိုသူကဟိုဟိုစားရစားတဲ့အတုလောက်တယ်ဆိုပြီးလက်မှတ်ထိုးခိုင်းတယ်อืมအဲ့သူတို့ထိုးခိုင်းတဲ့လက်ဟာကိုလုပ်ပြီးသူတို့အတုလောက်တာပေါ့ဗျာအဲ့ဒါကိုရဲရလဲတိတယ်တိတိနေသူကဟိုအမှုဖွင့်ပေးတယ်ဆိုတဲ့သဘောမျိုးကြီးဖြစ်နေတယ်ပြီးတော့သူကဆက်ပြီးတော့ကျွန်တော်ရေးထားတာရှိသေးတယ်ဗာဘာလဲဆိုတော့ထိုးသောကျွန်တော်ပါမစ်ညီစားရစားတဲ့အတုပြုလုပ်ကတဲ့လိန်လေသည့်အဖွဲများထံမှမြို့နယ်ရဲတပ်ဖွဲ့မှုနှင့်ရဲစခန်းမှုများอืม ကိုယ်တိုင်နဲ့လစဉ်ကြီးအဖြစ်ငွေယူထားပြီတဲ့စာရစာတန်းအတုများဖြစ်ရဲစခန်းလိုအမှုလာဖွင့်အတူရှိပါကအမှုအမှုဖွင့်နိုင်ရန်အတွက်အချိန်ဆွဲခြင်းစာရစာတန်းခြေဥဆိုတာတဲ့ငွေကျပ်30သိန်းနဲ့30အထိတောင်းခံမှုများရှိလေတောင်းခံမှုပြုလုပ်နေရရှိကြောင်းတဲ့သိရပါတယ်တဲ့ငွေလိန်ခံရတဲ့သူတွေရဲ့အမှုတိုင်ကြားစာမှာတဲ့ပေါ်ပြထားတဲ့စည်ရင်အတိုင်းနဲ့ရဲကငွေတောင်းတာရဲဘက်ကဖမ်းပေးရမယ့်တရားခံက10ဥ15ဥဆိုရင်တဲ့ စကမ်းမှုနဲ့အမှုစစ်ရဲတွေကတဲ့ပေးတဲ့ငွေပေါ်ကြည့်ပြီးတော့ကျွန်တော်တို့ဘယ်နှစ်ယောက်ဖမ်းပေးတယ်ဘယ်နှစ်ယောက်ပဲဖမ်းပေးမယ်ပေါ့နော်ဟိုအဲ့လိုမျိုးတွေရှိတယ်ငွေလိန်ခံရသူကဥပမာကျွန်တော်တို့သိန်းတစ်ထောင်အလိန်ခံရရင်လေရဲစကမ်းမှုကိုသိန်းတရာပေးရပါတယ်တဲ့ဟိုသိန်းတရာပေးရင်တော့သူအမှုဖွင့်ပေးတယ်ပေါ့ဗျာအဲ့ဒီလိုမျိုးမှာတဲ့ဟိုကျွန်တော်တို့ဒီ ဘယ်လိုပြောပြောကျွန်တော်တကယ်နိုင်ငံရေးအမှုကြီးတွေလိုမျိုးเนาะအိမ်ပေါ်မှာရှိတဲ့ကျွန်တော်တို့လူတွေကိုဖမ်းပေးတာလို့ပတ်စံပေးမှာပဲသွားပြီးတော့ကျွန်တော်တအိမ်လုံးဖမ်းတာလို့စီးတာလို့လုပ်ပေးတယ်အဲ့လိုမှမဟုတ်ပဲနဲ့ပတ်စံမပေးဘူးဆိုရင်တော့ဟိုကျွန်တော်တို့ဟိုအမှုမဖွင့်ပေးဘူးပေါ့နော်အဲ့သဘောတွေရှိနေတယ်လို့ပြောတယ်ပြီးရင်ကျွန်တော်တို့ဗာပြောသေးလဲဆိုရင်ဟောသူတို့ကရောပထမရောငကားလုံးချင်ဟုတ်ကဲ့အဲ့ပေါ့သူတို့တွေလည်းပေါင်းပြီးလှုပ်ထားတယ်ပေါ့နော်ဟောအဲ့တော့အလင်းခံရသူများနေမြေတဲ့ကျွန်တော်ရဲစကန်းတွေနဲ့တောက်ရောက်တောက်ရောက်အမှုဖွင့်ရတယ်တဲ့ရဲစကန်းမှာတောင်းခံသူငွေကြေးကအများများပြားနေပါတပြည့် အမှုမဖွင့်ပဲဆုံးရှုံးခဲ့ရသည်သူများလည်းရှိပါတယ်တဲ့ဒါပေါ့ဒါပေါ့ငွေစားရည်စားဆိုတော့ဒါအားပါပဲပြီးတော့ကျွန်တော်ရဲစခန်းများနေပြေးနဲ့ငွေကြေးမပေးနိုင်နေရင်တဲ့အကြောင်းမျိုးမျိုးပြကအချိန်ဆွဲခြင်းငွေကြေးလေးနဲ့သူများထံမှတရင်ပေးခြင်းများကိုပြုလုပ်လျက်ရှိကြောင်းသိရပါတယ်တဲ့နော်တို့ပြင်းနဲ့ကျွန်တော်ဒီအမှုလာဖွင့်သူများကိုတဲ့စာရက်အလွတ်ပေါ်တင်တဲ့လက်မှတ်ရေးထိုးခိုင်းတယ်တဲ့ဩตัวสายะลุ้มมายีนะครับโหเราก็เจอเราอังกฤษเลขะฉิดีมาหลูบ่โอเคโอเคโอเคโหเนาะละแม่ยีโดไกเนี่ยพี่สายะสาแดนอตุฤปิ้ลุบี เนาะကျွန်တော်အတုပြုတ်တဲ့သူတွေနဲ့ပူးပေါင်းပြီးတော့တဲ့ဒီလာဖွင့်တဲ့လူတွေကိုဘာပြောလဲဆိုရင် तू อ่ะဟိုစာရက်စာတဲ့အတုလောက်တဲ့အတွက်ရောက်ဆိုပြီးတော့ तू ကဖန်းစီထောင်ချနေရည်လုံနေတယ်ဆိုတော့သိရပါတယ်ဒါလေးပါပဲเนาะဟိုကတခိုးကလူပြန်ဟစ်တယ်ဟိုကလူပြန်ပြောမှဆိုအားလုံးပေါင်းစားနေတာပေါ့เนาะအားလုံးပေါင်းစားပြီးတော့ဟိုလိန်တို့ကိုကငွေလိန်ခံရတယ်လိန်ခံတို့သွားတိုင်တယ်သွားတိုင်တဲ့ဟာကိုရဲစခန်းကမပါလို့လဲဆိုတော့အဲ့လိန်တဲ့လူเนี่ย तू ကလမ်းပြီးဆက်သွယ်တယ် ်ဆက်တော့ငါမင်းတို့လောလာတိုင်နေပြီငါတို့ကြီးကြက်လောက်လိုက်မယ်အဲ့တော့လာတိုင်တဲ့လူကိုမင်းသိန်းထောင်ဆောင်ရှုပ်ရင်ငါတို့သိန်းတရာပေးဩတကယ်လို့ဒီလိုဒီလိုသိန်းတရာပေးရင်တော့အဲ့လူတွေကိုငါဖမ်းပေးမယ်လဝါရိုက်ထားလဝါရိုက်ထားမှာတကယ်လို့အဲ့သိန်းတရာမပေးနိုင်ဘူးဆိုရင် तू ကမင်းနိုင်နဲ့မင်းကမင်းနိုင်နဲ့မင်းကအမုံမဖွင့်ပေးနိုင်ဘူးဒါမျိုးဖြစ်နေပါလေကိုကိုစီးတာကြီးကိုစီးတာကိုဘလူတွေကဘလူတွေတိုင်ကြားထားတယ်ဒါကြကျွန်တော်လက်ထက်ရောက်လာတာပေါက်ခေါင်းမျိုးနယ်ပေါ့နော်ပေါခေါင်းမျိုးနဲ့အုတ်ချုပ်ရည်မှုဘကိုတိုင်းဘကိုတိုင်းပေါခေါင်းမျိုးနဲ့အုတ်ချုပ်ရည်မှုအောင်းနိုင်သူဥဥဆောင်သောပြူစောတိအဖွဲအားတဲ့ မျိုးပေါ်ရက်ကွက်များနဲ့နေရင်တကားမှာရိုက်ချိုးပြီးအဲစင်းများစစ်စည်းကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြောင်းအင်းမတရားကြီးဖြစ်လာပြီနော်ကျွန်တော်တို့ပဲခူးတိုင်းပောက်ဖောင်းမျိုးနဲ့အုတ်ချုပ်ရည်မှုအောင်းတိုင်းသူဦးဦးဆောင်သောပြူစောတိအဖွဲ့အားတဲ့မျိုးပေါ်ရက်ကွက်များနဲ့နေရင်တကားတွေရိုက်ချိုးပြီးအဲစင်းစစ်စည်းကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတယ်ပောက်ခေါင်းမျိုးနဲ့အုတ်ချုပ်ရည်မှုအောင်းတိုင်းသူဦးဒီရဲ့စစ်တပ်ကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်မှာစ၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေခြင်းဖြစ်ကြောင်းထို့သောပေါ်တာဆွဲဖမ်းဆီးမှုများကိုပောက်ခေါင်းမျိုးနဲ့အုတ်ချုပ်ရည်မှု အောင်နိုင်သူဦးစီမံဘုံမှုတိုးနိုင်ထွန်းဒူဦးစီတီဟဆိုရင်ねရုံးစေးရေကန်ထူးတို့ဟာစုပေါင်းလှုပ်စီလှုပ်ဆောင်နေကြခြင်းဖြစ်တယ်။ဟုတ်ကဲ့ခုနလိုပဲပူပေါင်းလှုပ်တယ်။ဘုံမှုတွေလည်းပါတယ်နော်ရုံးစင်းရည်တွေလည်းပါတယ်ပူကြီးတွေလည်းပါပူကြီးတွေလည်းပါတယ်အဖက်ဘက်ကပါနော်လက်ရှိချိန်တွင်အုတ်ချုပ်ရည်မှုအောင်းနိုင်သူဦးသည်ဦးဆောင်သောပြူစောတိအဖွဲ့သည်မြို့ပေါ်ရက်ွက်များတွင် နေရင်တကားတွေကိုရိုက်ချိုးတယ်အဲစင်းစစ်စေးမယ်ဆိုပြီးလူငယ်တွေကိုပေါ်တာဆွဲတယ်ငွင်းညစ်တယ်ပုံမဆိုးရွားစွာလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းအရင်ထက်ကိုပိုလှုပ်လာတာအရင်နဲ့ပိုအရင်တော့ဆိုရင်တို့လမ်းမမှာပေါ်တာဆွဲတာတော့ပဲเนาะဒီအိမ်ပေါ်တွေပေါ်တာဆွဲတာတို့ဒီဟိုဟာတို့ကငွေညစ်တာတော့ပဲရှိတာအခုကျတော့အိမ်တကားတွေပါရိုက်ချိုးပြီးတော့ငွေညစ်ုံနေမကောက်ဘူးလိုအပ်ချက်ရပေါ်တာဆွဲတဲ့အိမ်မှာဆွဲတဲ့ အစ်င်တွေရောက်လာပြီ။တော်ပြီပေါ့တရားအရာခံပါပါလေ။ဟုတ်ပါဌာနဆိုင်နဲ့ပေါင်းတာတော့သူလုတ်ချင်တိုင်းလုတ်နေတာပေါ့။ရှင်တို့ဖန်းစည်းငွေညှစ်မှုများမှာရရှိလာသောငွေကြေးများဟုထွေအုပ်ကြေးဟုဆိုကဒုဦးစီတီဟဆိုရငွေကျပ်350။ပြူစောတိကောင်းဆောင်နေကြောက်ခဲဆိုသူကငွေကျပ်350ယူဆောင်ကြောင်းသိရှိရတယ်။ဩ ပေါကောင်းမျိုးပေါ်မှာအုပ်ချုပ်ရေးမှုအောင်နိုင်သူဦးဟာတဲ့လူငယ်တွေပေါ်တာဆွဲဖမ်းဆီးတာတော်တော်ဆိုးလာတယ်အခုဟာတဲ့သူတို့စောင့်ဖမ်းတာလူသိမ့်မရတော့လူတဲ့ညဘက်ဆိုအဲစင်းအကြောင်းပြပြီးနေတကားပါရိုက်ချိုးဖွင့်ပြီးပေါ်တာဆွဲဝင်ရောက်ဖမ်းဆီးကငွေညစ်တာတွေလှုပ်ဆောင်နေပါတယ်ဓမြတိုက်သူတို့ဖြစ်နေတာပါဟုတ်တယ်ကိုကြီးပြည်သူတွေလည်းကြောက်လန့်နေကြတယ်ညဘက်ရောက်ရင်အဲစင်းလာစစ်မှောက်လန့်နေရတယ်ဟုတ် ဒေသခံတကူကပြောကြားထားတယ်ပေါ့နော်အဲ့ဒါတွေကြတော့အခုသူတို့ထဲရိုက်တယ်သူတို့ဒီဆန္ဒမဲပေးဖို့လှုပ်ဆော်တဲ့ဇကားမှာသူအဲ့ဒါတွေကြတော့ထဲမရိုက်ဘူးလားဟာအေးလေကိုကသူတို့ကအတိတ်သားကြီးလေကိုကဒါသူတို့ရဲ့ကောင်းကြောင်းအောင်မဲရိုက်မှာဆိုတော့သူတို့မဟုတ်တာလှုပ်တာကြတော့သူတို့ကဒီတနည်းတည်းနဲ့လှုပ်ရှားတာမဟုတ်ဘူးအဲ့ဒီပေါက်ခေါင်းမျိုးဝင်ဂိတ်စကန်းနေမှာလေသူတို့ကငွေကြီးကောက်ခံတာငွေညစ်တာတွေတောက်လျှောက်လုပ်ဟုတ်ပြီ အဲ့ဒီကျွန်တော်တို့ဟိုဘာဘာဘာစကားလဲဟိုအခုအခုတို့တို့ရိုက်နေတော့ဆက်ခေတမိုင်းကိုဒုံဆိုင်ကြသူများခေတမိုင်းကိုဒုံဆိုင်ကြသူများရိုက်တဲ့မင်းသားမင်းသမီးတွေရောတရုတ်ဆောင်တွေရောမီးတို့မှန်တို့တွေရောကင်မရာမန်းတွေရောပြီးတော့ဒရိုက်တာရောဇန်ညုံးကြီးတဲ့လူတွေရောနော်ဘောမနေတဲ့ပေးသက်တွေအားလုံးရောဒီနေရာနေကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒါတွေအားလုံးကိုမတိတာလားမတိကြအောင်စောင့်နေတာလားငါတို့လုတ်တာမှန်တယ်ငါတို့အဖ လှုပ်တာမှန်တယ်ဆိုပြီးတော့မိရာသားကိုကြောက်ရတယ်ဆိုတဲ့စကားတခွန်းနဲ့ပြင်ပြည်သူတွေကိုဂျင်းထဲနေတာလားသူတို့ကမသိတာတော့မဟုတ်ဘူးတိတိနဲ့လှုပ်တာဖြစ်ပါဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တခုပြောချင်တာကမင်းတို့တွေနေတို့တွေအားလုံးဒီစကားထဲမှာပါတဲ့လူတွေအားလုံးအရင်တော့ကလည်းလက်သုံးချောင်းထောင်ခဲ့တယ်တကယ်လဲပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်အောင်ပြည်သူတွေကိုလင်ရင်နဲ့တမျိုး เนาะညီပင်ကတမျိုးတိုက်ခိုက်နေတဲ့မင်းတို့ရဲ့အဘာစစ်တပ်ပြည်သူတွေကိုမီးရှို့တပ်ဖြတ်နေတဲ့အိမ်တွေကိုမီးရှို့တပ်ဖြတ်เนาะအိမ်တွေကိုမီးရှို့လူတွေကိုတပ်ဖြတ်နေတဲ့မင်းတို့ရဲ့အဘာလုံရက်တွေကိုမင်းတို့ကနေတော့ဖုံးကွယ်ပြီးတော့အမှုပညာအမှုပညာဆိုပြီးတော့မင်းတို့တွေမကြွေးကြော်ပါနဲ့တကယ်တကယ်အမှုပညာမဟုတ်ဘူးမင်းတို့တက်တာကမင်းတို့တက်တာအမှုပညာမဟုတ်ဘူးအမှုပညာဖြစ်နေတ ငါရိုင်းရင်လဲ sorry ကွာဒါပေမဲ့ဒီနေ့မှာရိုင်းတဲ့ရိုင်းတိုက်တို့မင်းတို့ပေါ်ငါရိုင်းတာဟုတ်ပါပြီကျွန်တော်ချီရောက်လာတဲ့သတင်းလေးတွေကတော့အဲ့ဒီသတင်းလေးတွေကိုလည်းပြည်သူတွေသိအောင်ကျွန်တော်တို့ကအမြဲတမ်းပြည်သူကိုယ်သားပါစပ်အားနဲ့ပြောတာမင်းတို့လည်းနားထောင်နေလို့လည်းနားထောင်နော်တပတ်ပိတ်မလုပ်ကြပါနဲ့စစ်မှုထမ်းတွေတဲ့လူဖမ်းရောင်းစားသည့်တဲ့ဂိုင်းတွေနဲ့အမျိုးသမီးများတဲ့လှုပ်ရှားလာပါတယ် ကဲကြည့်တယ်မင်းကလေးတွေပါပါလာမင်းကလေးတွေပါပါလာတယ်အဲ့ဒါတွေကဘသူတွေလဲဆိုတော့စစ်တပ်နဲ့ဆက်နွယ်တဲ့လူတွေပြီးတော့အုတ်ကြီးရဲ့မိန်းမတွေမယင်ငယ်တွေကြာအိမ်မူးရဲ့မိန်းမတွေမယင်ငယ်တွေနဲ့သူတို့သားသမီးတွေပဲပြည်စောဒီပြည်စောဒီပြည်စောဒီတွေရဲ့လူတွေပဲရန်ကုန်တိုင်းလူငယ်များကိုတဲ့ဖန်းစီကားတဲ့စစ်မှုထမ်းဈေးွက်ထဲတဲ့ရောင်းစားနေသည့်ဂိုင်းတွေနဲ့အမျိုးသမီးအမျိုးသမီးများနဲ့ပေါဝင်နေကြောင်းသိရပါသည်ကဲတဖြည်းဖြည်းနဲ့ မင်းတို့ရဲ့ပထွေတက်ချုပ်ကနေပြီးတော့လုံသမျှမင်းတို့ဟာအောက်မှာအကွက်ကြကြနေပြည်သူတွေကိုဒုက္ခပေးနေတာ။ယာမန်ယာမန်သိလာတော့မိမတွေပါပါလာတာ။ရလီလူလီအိုဒစီမင်းတို့လည်းတမိုင်းမလာတော့ဘူးလို့ပဲပြောကြမှာလေ။ရန်ကုန်မြို့တွင်နဲ့နော်၆ထက်ယုံနော်လုံကြုံရေးဝန်ထမ်းတဦးသည်တဲ့။အော်တိုဘာလ20ရက်နေ့နေ့ကင်းပိုင်းကတည်းယုံမာတဲ့အိမ်တိုးတဲ့လိုင်းကာစီးပြီးတော့ပြန်လာစဉ်တဲ့အမျိုးသမီးနှစ်ဦးကတည်းမူရီစေဝါတစ်မျိုးနော်တုံးရင်တဲ့ ခေါ်ဆောင်သွားပါသည်တဲ့ရဲမွန်တက်သေးသူတဲ့ရောက်ရှိကားတဲ့ထိုမတစ်စစ်စစ်မှုဓာတ်အတွဲတဲ့ရှမ်းပြည်နယ်ဘက်သို့တဲ့ထက်မှန်ပို့ဆောင်လိုက်ပါသည်ကဲနေကင်းကြောင်တော်ကြီးတော့နော်ကဲဟမ်အမျိုးသမီးနှစ်ဦးရတယ်နော်တို့စည်းဒီမူရစည်းပါတယ်တော့သွားတာအဲ့ဒီအမျိုးသမီးနှစ်ဦးတဲ့ခေါ်သွားဒါလို့သိရပါတယ်တဲ့လူရောင်းစားတဲ့ဂိုင်းလူတွင်တဲ့အမျိုးသမီးတွေပါတဲ့ပါလာပါတယ်နော်အင်စီကာစီးပြီးတော့တဲ့ ိမ်ပြန်နေတော့မှာတဲ့အဲ့ဒီနေ့ကနော်ဟာ sorry အဲကားစီးပြီးတော့တဲ့အိမ်ပြန်နေတော့မှာတဲ့နော်အဲ့ဒီအမျိုးသမီးကနေပြီးတော့အဲ့ဒီအမျိုးသမီးနှစ်ယောက်ကနေပြီးတော့ခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်အေးပါအေးပါအေးပါအခုဆိုရင်တဲ့လူဖမ်းပြီးတော့စကားစစ်တက်သေးဘူးပို့ရှေ့တန်းကိုလွတ်နေတာအမျိုးသမီးတွေပါပါလာပြီ အဲ့ဘာယောက်ျားလေးလေးကိုဟိုမြူဆွဲပြီးရောပေါ့ပြောရမယ်အဲ့သဘောမျိုးနဲ့ပေါ့ဒါဒါအဲ့ကွက်တွေတုံးလာတဲ့သဘောမှာရှိတယ်အဲ့လိုပါလာပြီဆိုတော့ဟိုမာပြည်ထဲမှာရှိတဲ့လူငယ်ရှိကြတဲ့လူငယ်တွေမျိုးကြီးပြာကြီးတွေမှာရှိကြတဲ့လူငယ်တွေအားလုံးကမလုံခြုံတော့ဘူးမလုံခြုံတော့ပါဘူးဒီကြားထဲမှာမှနော်သမင်းစားပြီးကြီးပြီးတော့လူစကားမပြောတဲ့လူကရှိပါသေးတယ် ်မာနိုင်ငံမှာတဲ့ပညာရေးတွေချို့တက်နေပါတယ်တဲ့။ကျောင်းနေရာလည်းမလုံမလောက်ဖြစ်နေပါတယ်။ပညာရေးချို့တက်မှာပေါ့။ကျောင်းတွေကိုဘုံကျဲနေ။ဟုတ်တယ်ကွ။ဟုတ်တယ်ဟုတ်တယ်။အခုဆိုရင်ဇော်မဲလုံးဝစပြောပြီ။သူတို့ရဲ့ဒီဘာလဲဟိုခုနခုနဟိုဇက်ကားကိုကျွန်တော်မှတ်မှတ်ထားအောင်ဘာလို့အုံနောက်ထဲမှာမရှိလို့ကျွန်တော်မှတ်မှတ်ထားအောင်။အဲ့ဇက်ကားကိုတဲ့ဟိုနှောက်ရှက်ဖြက်စီးဟန်ထားတဲ့အမှုပညာသမား၃ယောက်ကိုတဲ့ကြီးကြီးရောက်ရောက်အေးယူပါပါပြီ။ကဲမင်းတို့လည်းမကြမီလာမီပြည်သူတန်ခတ်ချင်းကိုခံရမယ်။အခုတောင်မှ အာဆီယံကကဘာမာကလူရအသွေးမခံရတဲ့လူတွေကိုမင်းတို့တွေကဆက်ပြီးတော့အမှုပညာဓမ္မတွေကဘောဆက်မှနေမှာလားတည်သူဘက်ကရက်ဒီမှာလားဆိုတာဒီများနေပြောကြရင်းနဲ့ကျွန်တော်တို့ညီကို၃ယောက်ရဲ့အစီအစဉ်လေးကိုဒီများနဲ့ပဲနှစ်သိမ့်ပေးပါကျွန်တော်တို့ပြောနေတဲ့ဇကားတွေအများကြီးရှိပါတယ်ဒါပေမဲ့ဇကားဇကားပြောပါများဇကားတွေကအမှားတွေပါမှာစိုးလို့ကျွန်တော်တို့ဒီများနဲ့ပဲနှစ်သိမ့်ပေးပါအမှုပညာဓမ္မအချင်းချင်း ကြောက်မချနဲ့လို့ပြောကြရင်လည်းညီကောင်းချုပ်ပါဟုတ်ပါခဏလေးပါကျွန်တော်ဒါလေးနဲ့အစီအစဉ်ပါလေးကြံပါသေးတယ်เนาะကျွန်တော်ဒေါ်လာနေကျွန်တော်ထွက်တယ်เนาะအကိုနည်းနည်းဟိုပါပေါ့စိတ်နည်းနည်းထိခိုက်နေတဲ့ခါကျတော့အကိုဒါအစီအစဉ်ကိုပြီးသွားပြီလို့ထင်တာမမတော့ကျွန်တော်ကရှိပါသေးတယ်အဲ့ဒါဗာလဲဆိုအခုလိုမျိုးပေါ့เนาะဟိုမိဘပြည်သူများကျွန်တော်တို့ချီကိုတန်ကြားတာလေးတွေပို့တယ်အဲ့လိုမျိုးမိမိတို့ရဲ့အခွက်ထဲမှာကြေးရတဲ့မှာကျွန်တော်တို့ဒီအုတ်ကြီးတွေစေရင်မှုတွေရာရင်မှုတွေ မိဘပြည်သူများကိုမတရားဖိနှိပ်ချုပ်ချယ်တာလေးရှိရင်ကျွန်တော်တို့ကိုတက်သေးတက်ကလည်းเนาะတပုံနဲ့ပေါ့တကွကျွန်တော်တို့ရှိလာရောက်ပြီးတော့တိုင်ကြားနိုင်ပါတယ်ကျွန်တော်တို့ကိုတိုင်ကြားရင်လည်းဟိုတိုင်ကြားတဲ့လူတွေအန္တရာယ်မရှိဘူးဆိုတဲ့အကြောင်းစီစားတစ်ချက်တော့ပြောပြပါဦးဟုတ်ကဲ့ကျွန်တော်တို့ဟိုတိုင်ကြားတဲ့အခါမှာဘယ်လိုတိုင်ကြားရမလဲဆိုရင်အဲ့အုပ်ချုပ်ရေးမှုတွေပေါ့เนาะရက်ွက်ထဲမှာဒီလိုလိုက်ပြီးတော့ပေါ့เนาะဝင်ရပြီးတော့ဒုက္ခပေးနေတဲ့လူတွေရဲ့လိမ့်စာလေးတွေကိုကျွန်တော်တို့အကြောင်းလေးကိုပြောချင်တယ်ဆိုရင်တော့ကိုစိန်ကြီးရဲ့ Facebook Page Messenger တို့မှာတွားရောက်ဆက်သွယ်ပြီးတော့ သတင်းပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ကျွန်တော်နဲ့ပေါ်လင်းရှိမှလည်းလာရောက်ပြီးတော့သတင်းပေးလို့ရပါတယ်အဲ့ဒီလိုသတင်းပေးတဲ့အခါမှာဟာငါတို့တော့ထိခိုက်မလားပေါက်ကြမလားလုံးဝအဲ့ဒီတိုင်ကြားသူရဲ့ privacy ကိုလုံးဝမထိခိုက်စေရပါဘူးလို့အားမခံပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ဟိုကျွန်တော်ရဲ့ pay ပေါ့နော်ကျွန်တော်ရဲ့ pay မှာလည်းအတူတူရှိပါတယ်ဒီပြစ် number တွေနဲ့ကျွန်တော်ဓာတ်ပုံတွေတုံးပြီးတော့ဒီပြစ် number တွေနဲ့ pay off facebook ပို့ပြီးတော့အတူတူရှိပါတယ်ကျွန်တော်တို့ရဲ့ရိုက်ကူးထားတဲ့ကျွန်တော်ညီကိုတောင်းရိုက်ကူးထားတဲ့ဥစ္စာတွေကျွန်တော်အရင်ရင်ရိုက်ထားတဲ့ဥစ္စာတွေရော ဟိုဒီ page တို့ Facebook တို့မှာပတ်စံရတယ်ဆိုပြီးတော့လှူစားနေရတဲ့လူတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ Facebook ကတော့ကျွန်တော် Lucinor ခေါင်းပေါင်းလေးနဲ့ဟုတ်ကဲ့ဘေးမှာ blue mat လေးရှိပါတယ်ဒါကျွန်တော်ရဲ့ Facebook ပါကျွန်တော်ရဲ့ဒီဘက်မှာဟို page နှစ်ခုမှာလဲကျွန်တော်ရဲ့ပုံနဲ့ကျွန်တော်ရဲ့နာမည်လေးပါပဲခင်ဗျာအဲ့ဒါလေးကိုတော့ view site ပေးပါဟိုတုံးပြီးလောင်ပြီးတောကြောင်တကမောင်းခတ်တဲ့အပြင်ဟိုဒီဘက်ကလူတွေကလည်းတော်တော်များများကကျွန်တော်တို့ ရိုက်ထားတဲ့ပင်ပင်ပန်းပန်းနဲ့ရိုက်ထားတဲ့ဇလန်းတွေပြီးတော့အဘအစီစဉ်တွေကိုယူပြီးတော့အလွယ်တကူယူပြီးတော့လှုပ်ရှားနေပါတယ်။တေချာစီစီပြီးတော့ကြည့်ဖြူအားပေးကြပါလို့ဒီညာနေပြောချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။အားလုံးကိုအားလုံးပါတယ်ပေါ့ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ကျွန်တော်စိတ်တွေလည်းကျွန်တော်လှုပ်ရှားနေပါတယ်။ညာတော့ကဟိုတင်းလေးတွေတက်လာတော့ကိုမိုက်ကြီးတို့နဲ့နော်ပြီးတော့ဟိုပတ်သက်ပြီးတော့သုံးလုံးနဲ့ပတ်သက်ပြီးတော့စိတ်ကောင်းအုံတိုင်းလုံးနဲ့ပတ်သက်ပြီးစိတ်မကောင်းတဲ့အတွက်ကျွန်တော်စိတ်တွေကျွန်တော်လှုပ်ရှားနေပါတယ်။ဒီအတွက်ကြောင့် ကျွန်တော်စကားပြောရင်အမားပါမှာဆိုလို့ကျွန်တော်တို့ညီကို၃ယောက်ကိုဒီညနေပဲနှိမ့်သိမ့်ပေးပါလို့ဒီညနေပြောကြရင်လည်းကျွန်တော်တို့အစီအစဉ်လေးကိုအားပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်